ခနက်ပလက်ရုပ်သံလိုင်းကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါလို့ကျွန်တော်ရဲလေးရနေပြီးတော့နှုတ်ဆက်တာပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီအချင်းညီမြချင်းဆိုတဲ့ဇလန်တွဲလေးမှာကျွန်တော်ကဒေါထဝရီမြကြီးတခြားမှာရှိတဲ့ရွာလေးရှိရပါတော့အဲ့ရွာလေးရဲ့မှာတမန်းသားဆိုတဲ့ရွာသားလေးတစ်ယောက်ပါ နေရဲ့ character နေရဲ့ဟိုဒီရွာလေးမှာတပန်းသာရွာမှာနေပြီးတော့သူတငယ်ချင်းကို view site တယ်ပြီးတော့သူ့အလုပ်ကိုအရန်ကို focus ထားတယ်ပြီးတော့အားလုံးလည်းစိတ်ကောင်းရှိရဲ့ဘယ်လိုပြောမလဲစ조사တဲ့ရိုးသားတဲ့လူငယ်လေးတယောက်ပါပဲကျွန်တော်ရဲ့အလုပ်ကဒီ resort ကြီးမှာသွားပြီးတော့ငင်းချောင်းရတယ်ငင်းထိန်ရတယ်ငင်းခွင်းမှာအလုပ်လုပ်ရတဲ့ character လေးဖြစ်ပါတယ်တစ်ဖက်သက်ကျွန်တော်ရဲ့တငယ်ချင်းစုလင်းဆိုတဲ့ပိုးမမီသားကိုဟိုချစ်ကြိုက်နေရတဲ့တငယ်ချင်းတယောင်းစင်လေးနဲ့ခေါင်းကြီးတယောက်ပါပဲကျွန်တော်တို့တွေက အဲဒီ resort မှာသွားပြီးအလုပ်လုပ်ရင်းနဲ့တန်ရောင်းစင်းလေးဖြစ်ကြမယ်ဘလို့ဇလန်းလေးဖြစ်မလဲဘလို့ချစ်ဇလန်းလေးဖြစ်မလဲဆိုတာမကြမီချိန်ထဲမှာခန္ဓာပလက်ရုပ်ဇလန်းချစ်ချစ်နေတဲ့ပြည်သက်များအားလုံးမြင်တွေ့ရအောင်ဖြစ်ပါလိမ့်ညာကျွန်တော်တို့အမတ်တရားဖြစ်ဆုံးကတော့အလှူသွားလုပ်တဲ့အခန်းပေါ့ကိုခန့်ပေါ့နော်ကျွန်တော်တို့ရဲ့ MD ပေါ့ကိုနေတိုးရဲ့အကုန်လုံးပါပြီးတော့အလှူလုပ်ကြတဲ့ခန်းလေးဆိုရင်တော့တော်တော်ရရပါတယ်တဏီကုံကြီးပါလောက်ရရတယ်နေလဲရမ်းပူတယ်ပြီးတော့ရွာတွေမှာလဲလှေတန်းဂုံးတန်းအဲ့လို သွားပြီးတော့ရွာမှာအလူလုတ်တဲ့ခန်းလေးတွေရရတယ်ကျော်စရာကြီးပါအဲကျွန်တော်ဆရာတွေပဲဖြစ်နေပါတဲ့ဦးရိုင်းတို့လည်းပါတယ်တရုတ်ဆောင်တွေလည်းအများကြီးပါတယ်ပြည်ရွှေရှင်နဲ့တကယ်ကိုအသီးတွေအလူကပေးလိုက်တဲ့အားတွေထမ်းပြီးတော့တကယ်ကိုခက်ခဲရရတဲ့ခန်းပေါ့နော်အဲဒီခန်းလေးကတော့ကျွန်တော်တို့ဘုရားမှာဒီဇလန်လေးတွေမှာတော့ကျွန်တော်တွေ့တော့အမှတ်အရဆုံးခန်းလေးဖြစ်ပါတယ်ခန်းသား plus ရောတလန်ကိုကြည့်ရှုနေကြပြည်သူများအားလုံးအချင်းညီမြချင်းရုပ်တံ series ကိုခန်းသား plus ဇလန်ရုပ်တံ line နဲ့ခန်းသား plus application တစ်ခုထဲမှာပဲ တွားရောက်ကြည့်ရှုအားပေးကြဖို့ကျွန်တော်အားလုံးကို request လုပ်ပါတယ်ခင်ဗျာโอเคအကြာမီချိန်ထဲမှာအချစ်ညီညာချင်းဖွဲ့သားရင်းနဲ့ပြန်လည်ဆုံတွေ့ကြမယ်เนาะ Thank you.